ော့အမေရိကမှာဆိုလို့ရှိရင်လက်ဆွဲပြီးတော့နှုတ်ဆက်ကြတယ်မြန်မာမှာဆိုလို့ရှိရင်လှုပ်ချပြီးတော့နှုတ်ဆက်ကြတယ်ဂျပန်မှာဆိုလို့ရှိရင်ဘယ်လိုနှုတ်ဆက်ကြလဲဂျပန်မှာဆိုလို့ရှိရင်ဥညွတ်ပြီးတော့နှုတ်ဆက်ကြပါတယ် ဲ့လိုဥညွတ်တဲ့ချိန်မှာဆိုလို့ရှိရင်လေဒီပုံမှာပြထားတဲ့အတိုင်းဒီလိုဒီလိုဒီလိုတွေလောက်တာလည်းမှားတယ်လေနော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်ဥညွတ်တဲ့ပုံနဲ့ဥညွတ်တဲ့ angle ပေါ်မူတည်ပြီးတော့အတိတ်ဘယ်တွေကလည်းကွဲပြားပါသေးရဲ့ဒီနေ့ဗီဒီယိုထဲမှာ brewing style နေတဲ့က၄ခုကိုကျွန်တော်နဲ့အတူတူကြည့်ကြည့်လိုက်အောင်အကယ်၍အခုမကြည့်အားသေးဘူးဆိုလို့ရှိရင်လေ save button လေးကိုနှိပ်ထားလိုက်ပါပထမဆုံးတစ်ခုကတော့ not bow ပါဒီ not bow ကိုကျတော့အရန်ကြီးနေတဲ့သူတွေနဲ့တွေ့တဲ့ခါမှာပဲသုံးပါတယ်ဥပမာနေတိုင်းတွေ့နေကြအင်းနီနာချင်းနေဒါမှမဟုတ်လို့ရှိရင် era change မှာဆဲဆိုပြီးတော့ကျွန်တော်စိုင်းအဝင်မှာကြိုဆိုတဲ့ခါမှာဆိုလို့ရှိရင်တော့ပုံမှန်ခေါင်းလေးပဲလှုပ်ပြတဲ့ဟာမျိုးဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ကျွန်တော်တို့ asha ုလို့ခေါ်တဲ့ greeting book ဖြစ်ပါတယ်ပုံမှန်တန်းတူရွယ်တူတငယ်ချင်းတွေနဲ့တွေ့တဲ့အချိန်မှာလုဖို့ကံဘက်တွေနဲ့တွေ့တဲ့အချိန်မှာဆိုလို့ရှင်15ဒီဂရီလောက်ပဲဆောင်းပြပြီးတော့နှုတ်ဆက်တဲ့ပုံစံဖြစ်ပါတယ်တတိယတစ်ခုကတော့ကျွန်တော် carrier လို့ခေါ်တဲ့ polite book ဖြစ်ပါတယ်ကျွန်တော်ဆရာကြီးနဲ့တွေ့တဲ့အချိန်မှာ client တွေနဲ့တွေ့တဲ့အချိန်မှာဆိုလို့ရှင်လိစားတမှုနဲ့30ဒီဂရီလောက်ဆောင်းပြီးတော့နှုတ်ဆက်တဲ့သဘောမျိုးဖြစ်ပါတယ်လုပ်ငန်းခွင်တွေမှာအတုံးအများဆုံး boring style တစ်ခုဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ side carrier လို့ခေါ်တဲ့ deep respect book ပါကျွန်တော်အရေးကြီးတဲ့သူတွေတရားအောင်နဲ့တွေ့တဲ့အချိန်မှာဒါမှမဟုတ်လို့ရှင်တစ်ခုခုကိုတောင်းဆိုတဲ့အချိန်မှာဒါမှမဟုတ်အမှားတစ်ခုခုကိုလုံလိုက်တဲ့အချိန်မှာဒီ side carrier ကိုတော့ င်ပါတယ်ဒီ culture shock ကလေးတွေကကျွန်တော်တို့ကဘာမှမဟုတ်ဘူးဆိုပေမဲ့အထက်လူကြီးတွေနဲ့ပြောတဲ့အချိန်မှာဆိုလို့ရှိရင်တခုမလီးစားသလိုဖြစ်သွားမှာကျွန်တော်စိုးရင်တက်ကြရပါတော့အဲ့တော့ကျွန်တော်နောက်ကဆိုလို့ရှိရင်ဒါမျိုးဒါမျိုးဒါမျိုးတွေမလုပ်တော့ပဲနဲ့လူတဲ့နေရာမှာလူတလောက်ပဲဘိုးလုပ်ဖို့တော့မမိပါနဲ့အဆုံးဖြတ်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်